ဖဲဦးမြို့နယ်ဘောအဲဘောဆိုင်ပေါ့ဘောဆိုင်ကြီးရွာမှာရိုက်ခဲ့တာပါပြီးတော့အဲအနီနာတပွိုက်မှာရှိတဲ့ရွာတွေဘက်တွေလည်းပါတာပေါ့ဟုတ်ကဲ့ခင်ဗျဆက်ဆက်ပြန်လာခဲ့မယ်ကျွန်မလည်းပြန်ခဲ့နော်ကျွန်မလည်းတူတူတွေစောင့်နေမယ်နော်ကျွန်မလည်းနော်လေစက်လိုက်ပါနဲ့တော့ကျွန်တော်ဒီเจ้าမှာမိဘမဲ့ကလေးရောက်900ရှိတယ်ပြီးတော့တခြားကိုရင်လေးတွေဆိုလို့ရှိရင်လည်းအများကြီးရှိတယ်ပေါ့ ဒါအမှတ်တရအနေနဲ့ဒါကလေးရင်းနဲ့အတူတူဒါခဏနေဆိုလို့ရှိရင်ဒါဒီအတူရုပ်ရှင်ဇာတ်ကားကြီးကိုအတူတူကြည့်ကြမှာပေါ့နော်ဟုတ်ကဲ့အရန်ပြော်စရာကောင်းပါပါကျွန်တော်လည်းရင်ကုန်နေပါတော့ကိုနုံမမေ့ချနေချိန်မေတတလုံးလေးပြည့်စုံမယ်လေဟိုလေးမဟုတ်ပဲလေအဲ့တခြင်းလေးဆိုလည်းဒီကားနဲ့အရန်လိုက်ဖတ်တယ်လို့ခံစားရတယ်ဒီကားတော့သူကအဲ့ဒီအချိန်မှာတော်တစ်ဖက်သက်ဖြစ်နေတာဟုတ်

အဲ့ဒီအတွက်ကိုဒါအမှတ်တရအနေနဲ့ဒါကျွန်တော်ရှိပြီးသားမျိုးနယ်မှာရှိတယ်ဒါလူတရဟင်းဒရဒါအကြောင်းတိုင်မှာပေါ့နော်ဒါပြီးတော့အမှတ်တရအနေနဲ့အတူတန်းလေးလာလို့တာပါခင်ဗျာဟုတ်ကဲ့ပြီးတော့တုတ်ခင်ဗျာစာမဖက်တာဖက်တာလေးလူဝါလဲဥတူတူအတတကျွန်တော်တို့ဟဲဟိုးမျိုးနယ်ဟိုအဲဘောဆိုင်ပေါ့ဘောဆိုင်ကြီးရွာမှာရိုက်ခဲ့တာပါပြီးတော့အဲအနီနာတပွိုက်မှာရှိတဲ့ရွာလေးဘက်တွေလည်းပါတာပေါ့ဟုတ်ကဲ့ ပူကဒုံမြို့ကိုရောက်လာတဲ့ဆရာဝန်မလေးနာမည်ကခင်လေးဟုတ်တယ်အဲ့တုန်းကကြတော့ကျွန်တော်တို့ဟုတ်တယ်အဲ့မှာရိုက်နေတဲ့အချိန်မှာသွားအဲ့လိုမိုးရေကြီးရံဖြစ်တယ်ပြီးတော့ကျွန်တော်တို့နဲ့အနီးဆက်ဆုံးကြတော့ကလောပေါ့အဲ့ကြောင့်အဲကျွန်တော်တို့ရုပ်ရှင်ဖွဲ့တွေစူပေါင်းပြီးတော့အဲ့လိုကလောကိုတွားတုပေးပါသေးတယ်ဟုတ်အဟုတ်တယ်ဗျဒါဒီနေ့ကသူရရအစီအစဉ်နေနေကတော့ဒါကျွန်တော်ဒီကျောင်းမှာမိဘမဲ့ကလေးရောက်900ရှိတယ်ပြီးတော့တခြား ပူရင်လေးတွေဆိုလို့ရှိရင်လည်းအများကြီးရှိတယ်ပေါ့ဒါအမှတ်တရအနေနဲ့ဒါကလေးတွေနဲ့အတူတူဒါခဏနေဆိုလို့ရှိရင်ဒါဒီအတူရုပ်ရှင်ဇာတ်ကားကြီးကိုအတူတူကြည့်ကြမှာပေါ့နော်ဟုတ်ကဲ့အရန်ပြောစရာကောင်းပါပါကျွန်တော်လည်းရင်ကုန်နေပါတော့ကျောင်းလာလေဆရာမလေးဟုတ်တယ်နော်ဆရာမလေးနဲ့ကျုံနေစုံမိတာပါမိတ်ဆွေတွေတောင်ဖြစ်နေပြီလေဟုတ်တယ်နော်သူဟုတ်ကဲ့အဓိကတော့စီစဉ်တာတော့ဒါ production ဘိုင်းကနေပြီးတော့စီစဉ်ကြတာပေါ့ဟုတ်ကဲ့အဲပို့လင်းလင်းပြောရမယ်ဆိုလို့ရှိရင်ဒါဇာတ်ကား promotion လုပ်တယ်ဆိုတာလည်းဟုတ်ပါတယ်ဒါပေမဲ့အဲ့လိုလုံရင်းနဲ့ပဲဒါ လူတန်းလေးတွေနဲ့ပေါင်းပြီးတော့လုပ်တဲ့အခါကျတော့ဟိုကောင်းပါတယ်ဗျဟုတ်ကဲ့တွေ့တော့နဲ့ဆီယာမလေးနဲ့မိစပြစီရှင်ဗျာတွေ့တော့ဆီယာမလေးကိုအရန်ကိုသဘောကျနေလို့ပါဗျာဓာတ်ကောင်ကကျတော့ကျွန်တော်ကအဲ့ဒီဟိုပါပေါ့အဲ့ဒီဘုံကြောင်သားလေးပေါ့ဘုံကြောင်သားလေးအဲအဲ့လိုနှုံနေအရတယ်ပေါ့နှုံနေအရတယ်လေဂျင်တဲ့နေရာကြရင်လေလေနေပြန်အောင်အဲ့လိုအဲ့လို ပြီးတော့အဲ့လိုနှုံတော့အတော့ဒီရွာရွာမှာကိုဆရာတင်ထားတဲ့လူတွေလည်းရှိတယ်အဲ့ဒီလူတွေကတစ်ချိန်လုံးကျွန်တော်ကိုကြက်နေတယ်ကြက်လို့ကြက်မှန်းလည်းမသိဘူးလေဆရာတင်တာမှားတဲ့ခါကျတော့အဲ့လိုအဲ့ဆရာတွေဒုက္ခပေးသည်များတယ်လို့သင်ခံရတဲ့ guide မျိုးပါပဲဟုတ်ကဲ့ဟုတ်ဒီနေ့အစီအစဉ်လေးမှာဒီအစီအစဉ်လေးကလည်းအရင်ကောင်းတယ်ပေါ့ပြီးတော့လာရောက်လူရန်တဲ့အတွက်လည်းကုသိုလ်ရတယ်ပြီးတော့ဒီကကလေးတွေနဲ့အတူတူအဲ့လိုရုပ်ရှင်ကြည့်ကြမယ်အဲ့လိုပြောပြောပပကြည့်ကြမယ်ဆိုတော့အရင်ကကြည့်နေဖို့ကောင်းပါပါ ကျွန်တော်လည်းခဏနေကြရင်အတူတူကြည့်ရတော့မှာဆိုပြီးရင်ခုန်နေပါတယ်ဟုတ်ကဲ့အဲဒါကတော့အဲနည်းနည်းယုံတင်တဲ့အချိန်ကာကြည့်ပြီးတဲ့အချိန်ကြရင်တော့သိရပါလိမ့်မယ်ခင်ဗျာဟုတ်ကဲ့ဆရာမလေးတပည့်တော်အချိန်လွဲပြီးမုန်းသွားပြီးနေတူပါတယ်ရှင်ဗျာဆရာမလေးရှိပါသေးတယ်အများကြီးပါအဲ့လိုအဲနောက်ဆက်တွေဆိုလို့ရှိရင်လည်းအဲ့လိုနည်းနည်းကာရီတာလေးတွေဆန်းဆန်းလေးတွေဟိုရိုက်ထားလေးလည်းရှိပါတယ်ဟုတ်ကဲ့ အဲဟုတ်ကဲ့ဒါဒီကားလေးအပူကလည်းအရင်ထဲကသူကလည်း origin တွေကဆရာဝန်ကိုအဲဆရာဝန်အဲအဲ့လိုကာရီတာလေးနဲ့ဆိုတော့ဒါဘူးနဲ့လည်းရန်လိုက်ဖက်လေးပေါ့နော်အဲဒီကားလေးမှဆိုလို့ရှိရင်လည်းဟိုကျွန်တော်တို့လိုအတွဲညီညီလေးတေးဆောင်ထားတယ်နောက်ကိုင်းတဲ့ဒါလိုအပ်တာလေးဆိုလို့ပြောပြရတယ်နောက်ကိုယ်တိုင်ရိုက်ချက်တွေနဲ့ဆိုလို့ရှိရင်အဲ့လိုအရန်ကိုကောင်းတဲ့ကာရကပါအဲ့တချင်းလေးဆိုလည်းဒီကားနဲ့ အရန်လိုက်ဖတ်တယ်လို့ခံစားရတယ်ပေါ့အဓိကတော့သူအဲ့ဒီအချိန်မှာသူတစ်ဖက်သက်ချစ်နေတာ哦တစ်ဖက်သက်ချစ်နေကြိုက်နေတော့သူဖြစ်ချင်တာတွေသူဟိုဟာဖြစ်တာတွေအကုန်လုံးသူစိတ်ကူးယဉ်ပြီးတော့တွေးနေတဲ့ပုံစံလေးပါခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့လာမယ်ဒါ24ရက်နေ့ဆိုလို့ရှိရင်ဒါကျွန်တော်ပြသတော့မှာဖြစ်ပါတယ်အဲ့ဒီတော့အားပေးကြပါအောင်လို့ပဲပြောချင်ပါတယ်ခင်ဗျာ